အားလုံးပဲမြင်ကြပါအလုံးမင်းလာပါအခုကျွန်တော်ဝေကင်းနဲ့ဝေကင်းနဲ့ကအောင်သွားပြီเนาะ9ညာ3အခွေအပူပါကိုပေးထားတာအဲ့တော့အဲ့ဒီကနန်းအောင်သွားပြီဆိုတော့အဲ့ဒီကောင်ရက်လို့ရပြီเนาะအဲ့ဒီကနန်းကိုအသုံးပြုတဲ့ကောင်နဲ့ရက်လို့ရပြီပြီးတော့နောက်တစ်ခု9လုံးအခွေအပူပါပေါ့เนาะကျွန်မကနန်း9လုံးအခွေအပူပါကက်ကိုအသုံးပြုနေရတူလေးအဲပထမအကြိမ်စပြီးတော့အောင်ပြီ နော်အဲ့ဒီကောင်ကအဲ့ဒီကကဒါခုမှပထမအချိန်နဲ့ရှိသေးရဲ့ထက်လာအောင်ဒါကြောင့်မလို့သူကကြတော့အဲနောက်ထပ်လာဖို့ရှိသေးလို့အဲ့ဒီကက်ကိုအသုံးပြုတဲ့သူတွေကဆက်ပြီးတော့ဆက်သွားအောင်မပြီးသေးဘူးနော်ပထမအချိန်နဲ့သူကမရက်ဘူးလာအောင်မှာကို9303အခွေကိုငွေရမယ်လို့ပြောထားတဲ့ free သမားတွေကတော့ရက်လိုက်တော့ရက်လိုက်တော့ အထိုးချင်တော့30ဟိုနည်းနည်းပါးပါးလောက်နည်းနည်းမိထိုးပေါ့နော်အပလို့ဆိုတော့ကျွန်မဒီဘက်ကတ်ကကတ်ထဲရဟာကြတော့อืมတစ်ခါတလေသူကပြန်ကောင်းအနေနဲ့လဲပြန်ပြီးတော့ဒီလိုခဏပြန်ကြတတ်တယ်အဲ့တော့ထိုးချင်ရင်တော့ထိုးမထိုးချင်မှုဆိုရင်လည်းရက်လိုက်ရတယ်ဘာမှမဖြစ်နော်ရက်လိုက်တော့ဟိုဟာဘောတော့နေလိုက်ကကြတော့ပတိပဲ မိသွားပါဘောเนาะနေတဲ့တမားတွေကတော့ပတ်တီးပဲမိသွားတယ်အဲ့တော့ဒီမမကခုဝေကင်းတန်းဆိုရင်အောင်ပြီเนาะဝေမင်းအောင်ပြီငါးလုံးအခွေကဲအောင်သွားပြီအဲ့တော့ဘာကြံလဲဆိုရင်ဗုဒ္ဓဟူးမကျော်ကြံသေးတယ်เนาะအဲ့တော့ဗုဒ္ဓဟူးမကျော်ပတ်တီးလေးကိုတစ်ချက်တော့စောက်ပြီးလာတော့မှကျမဗုဒ္ဓဟူးမကျော်လေးရเนาะလာတော့မှမလို့တစ်ချက်လောက်ဆောင်ပေးပါအဲ့ဒီကအောင်သွားပြီဆိုရင်ကျမအားလုံးတစ်ချက်ပြီးတော့ထပ်ပြောပေးမယ်ဟုတ်တယ်ပြင်မယ်အခုတော့ နေလိုက်ပဲပြောမယ်တော့မယ်နော်နေကုန်ပတိ3 6တနေကုန်3ပီ4 5 6နှစ်အဲ့ဒီကောင်နဲ့ကတ်လိုက်နေကုန်ပတိက3 6 4 5 69 8 2အဲ့ဒါနဲ့ကတ်လိုက်ပါပြီးတော့အဲ့4 8 5 8ကခွေလဲထွက်တတ်တယ် နော်အဲ့ဒီ၄တင်၅ရှင်နေထဲမှာကျွန်မကီး၃လုံးပါတယ်အဲ့ဒီကီး၃လုံးနဲ့အဲနောက်ထပ်ဟာလေးပေါ့နော်တခြားအချိန်ကျွန်မတခြားဘက်ကအချိန်နဲ့ထည့်ထားတဲ့အတွက်ကြောင့်မို့သူကအားလုံးကတနေ့ကုန်ခေါ်တာကဲဟုတ်ပြီအဲ့တော့ဗုဒ္ဓဟူးကျော်သမားတွေလာတော့မယ်ဆက်သွား